ုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျှဝေပေးသွားမယ်အကြောင်းအရာလေးရတော့ဗောနော်ကျွန်တော်တို့ဂျပန်နိုင်ငံမှာအခုလက်ရှိကျွန်တော်တို့ဒီကုက္ဆေချောစာနော်နေဂိုင်လို့ရေးရတယ်ဗောနော်တကောင်စင်းကောက်ယူမှုနဲ့ပတ်သက်တဲ့ကျွန်တော်အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့အားလုံးနဲ့အတူကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဗျာဆိုတော့ကျွန်တော်ဘာလို့ဒီကုက္ဆေချောစာကတကောင်စင်းဗောနော်မြန်မာလိုတကောင်စင်းဘာလို့ကောက်တာလဲဒီတကောင်စင်း ကောက်ရတဲ့ဟာလေးကိုကျွန်တော်ရှားကြည့်တဲ့အခါမှာသူတို့ရဲ့ပေါ့နော်ဟိုအကျန်းအဖင်ကျွန်တော်အနစ်ချုပ်လေးရေးထားတဲ့ဟာလေးကိုတွေ့ရတယ်အနစ်ချုပ်လေးကိုရေးထားတဲ့ဟာလေးတွေကိုတွေ့ရတော့အလုံးလေးသိရအောင်ဆိုပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာပေါ့နော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဟိုတည်တဲ့သူတွေကတော့ဒီဗီဒီယိုကိုကြော်သွားပေးလို့ရပါတယ်ကြာဆိုတော့ဟုတ်ပြီကျွန်တော်လည်းအတူကြည့်ကြည့်မယ်ဒီမှာကျွန်တော်တို့ဂျပန်နိုင်ငံလူရည်စင်းကောက်ယူမှုပေါ့နော် ခုတ်ဆေးချောစားအကြောင်းသိကောင်းစရာဆိုပြီးတော့ကျွန်တော်အစပြုထားတယ်ဆိုတော့ဖတ်ကြည့်ကြမယ်ကျွန်တော်နဲ့အတူတူမကြာခင်ကာလမှာငါးနှစ်တကြိမ်ပြုလုပ်လေးရှိတဲ့ဂျပန်နိုင်ငံရဲ့လူဦးရေနဲ့အိမ်ထောင်စုစည်ရင်ကောက်ယူမှုကျွန်တော်ဒီလူဦးရေနဲ့အိမ်ထောင်စုစည်ရင်ကောက်ယူမှုကို2025ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာပြုလုပ်တော့မှာဖြစ်ပါတယ်ပေါ့နော်2020နှစ်အောက်တိုဘာလ17ရက်နေ့မှာမှ စပြီးတော့အကောင့်ထဲပေါ်မှာပေါ့နော်ဒီစီးရင်ကောက်ယူမှုအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေပါတဲ့စာအိတ်ကိုဒီစာအိတ်ကိုပြောတာနော်လိုအပ်တဲ့စာရွက်စာတမ်းတွေပါတဲ့ဒီစာအိတ်ကိုစက်တင်ဘာလ20ရက်နေ့ဒီကျွန်တော်တို့6လပိုင်း20ရက်နေ့ကစလို့ဂျပန်နိုင်ငံတလန်လုံးမှာရှိတဲ့အိမ်ထောင်စုပေါင်းတန်း90ကျော်အားလုံးကိုဖြန့်ဝေ ပေးသွားမှာပါအပြေး ြန်ပေးရမဲ့သူတွေကတော့ကျွန်တော်တို့အဲ့ဒီဒီစာရွက်ရောက်လာပြီးတော့ဖြည့်ပေးပြန်ပြီးတော့ဖြည့်ပေးရမဲ့သူတွေကတော့နိုင်ငံခြားသားတွေအပါအဝင်ဂျပန်မှာနေထိုင်နေသူအားလုံးပဲဖြစ်ပါတယ်ဆိုပြီးတော့ရေးထားတာပေါ့နော်ဒီပထမအပိတ်မှာဆိုတော့ကျွန်တော်တို့ဒီစာရွက်ရောက်လာတယ်ဆိုရင်ကျွန်တော်တို့ဒါကတော့ဟိုပါပေါ့နော်စစ်တမ်းစစ်တမ်းကောက်ရောက်လာတယ်ဆိုရင်ကျွန်တော်အဖြစ်ပေးရမှာလားဂျပန်အပါအဝင်ကျွန်တော်နိုင်ငံခြားသားတွေလည်းပဲကျွန်တော်တို့ဒီဟာကိုဖြည့်ပြီးတော့ပြန်ပို့ပေးရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ ခုတ်ဆဲချောဆာဆိုတာဘာလဲပေါ့နော်ကျွန်တော်အခုမှပဲစပြီးတော့မြင်မှုတဲ့သူတွေကတော့ဒီခုတ်ဆဲချောဆာဆိုတာဘာလဲမသိဘူးပေါ့နော်ဘာကြောင့်ဖြစ်ရမှာလဲမသိဘူးဒါကြောင့်မို့လို့ကျွန်တော်ကဒီဗီဒီယိုကိုကျွန်တော်လုပ်လိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီခုတ်ဆဲချောဆာဆိုတာဘာလဲဘာလို့အစိုးရကဒီအစိုးရကနေပေါ့နော်ဂျပန်နိုင်ငံအစိုးရကနေဒီလောက်ကြီးမားတဲ့ဇင်းကောက်ယူမှုကြီးကိုလုပ်နေရတာလဲဆိုတော့ကျွန်တော်တို့စီဝဆိုင်ရောက်လာရင်ဘာလုပ်ရမလဲဒီမေကွန်းတွေရဲ့အဖြေကိုရှာဖို့ညာ တိုဂျိုမြို့ရှင်ကျူးကုမှာရှိတဲ့စရင်အင်းပြတိုင်းကိုကျွန်တော်တို့တွားရောက်လေ့လာခဲ့ပါတယ်ဒုတိယပိုင်းမှာအဲ့လိုရေးထားတယ်เนาะဆိုတော့ဟုတ်ပြီစရင်ပြတိုင်းမှာစရင်ပြတိုင်းမှာကျွန်တော်တို့လေ့လာခဲ့ပါတယ်ဟုတ်ပြီခုတ်စိခုတ်စိဆိုတာကြတော့တကယ်ကဒီမှာစိဆိုတာအင်းအားကိုဆိုလိုတာဖြစ်တယ်ဗျာဒါပေမဲ့ခုတ်ကူစိဆိုတော့ကျွန်တော်နိုင်ငံရဲ့အင်အားလို့အတိတ်ပဲရတော်ညာလေပဲသူတို့ကနိုင်ငံရဲ့အင်အားလို့အတိတ်ပဲမဖွင့်ဘူး ဒီစကလုံးကိုအတိတ်ပဲဖွင့်ရမယ်ဆိုရင်နိုင်ငံရဲ့အင်အားလိုအတိတ်ပဲမဖွင့်ပါဘူးတဲ့ဟုတ်ပြီအဲ့ဒီကနေကျွန်တော်ကြည့်ကြည့်မယ်ခုတ်ဆဲချောစာရဲ့အဓိကအခြေခံအကျဆုံးအချက်ကတော့လူတွေကိုရေတွက်ဖို့ပဲလို့ပြည်ထဲရေးနဲ့ဆက်သွေးရေးဝင်ကြီးကဆက်သွေးဝင်ကြီးဌာနကနေတာဝန်ရှိသူတို့ကရှင်းပြပါတယ်ဟုတ်ပြီနော်ရှင်းကျူးခုမှရှိတဲ့ဇင်းပြတဲ့မှာတော့ဒီလိုစင်ရင်ကောက်ယူမှုရဲ့တမိုင်းချောင်းတွေနဲ့ဟိုးရှိရှိတုန်းကအသုံးပြုခဲ့တဲ့ဆက်ပစ္စည်းတွေကိုတောင်မှ ခင်ချင်းပြသထားတယ်ပေါ့နော်အဲ့ဒီမှာလည်းပြသထားပါတယ်တဲ့ခုတ်ဆဲချောဆဒီတကောင်စင်းကောက်ယူမှုကိုစင်းရင်ဥပဒေအရာပြုတ်လောက်တာ ဖြစ်ပြီးတော့နိုင်ငံခြားသားတွေအပါအဝင်ဂျပန်နိုင်ငံတွင်းမှာရှိတဲ့လူဦးရေနဲ့အိမ်ထောင်စုတွေရဲ့အခြေအနေမှန်ကို သိရှိဖို့ရည်ရွယ်ပါတယ်ဟုတ်ပါတယ်နော်ကျွန်တော်တို့ဘာကြောင့်ကောက်တာလဲဆိုရင်အပေါ်မှာမိခွန်းနေသူအများကြီးမေးပြထားတယ်အဲ့ဒီတော့မှတကယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့လူဦးရေ ပြည်တွင်းမှာနေထိုင်တဲ့လူကြီးဘယ်လောက်ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကသိချင်တဲ့အတွက်ဖြစ်ဖြစ်တဲ့အတွက်ဒီစစ်တမ်းကောက်ယူမှုကိုလှုပ်တာဖြစ်ပါတယ်တဲ့သူတို့ရဲ့ရည်ရွယ်ချက်ပေါ့နော်ဆိုတော့အခြေအနေမှန်ကိုသိဖို့အတွက်ပေါ့နော်ဒီစကလုံးရဲ့အတိတ်ပြေကိုပြောပြရင်တော့ဖြင့်ပြောပြရရင်တော့ဖြင့်ခုခုဆေးဆိုတာနိုင်ငံရဲ့အရှိန်အဝါဒါမှမဟုတ်အင်အားလို့အတိတ်ပြေဖွင့်ဆိုလို့တာမဟုတ်ပါဘူးတဲ့ဒါဟာ နိုင်ငံတဝိုင်းရဲ့နိုင်ငံတွင်းပေါ့နော်နိုင်ငံတွင်းရဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်ဂျပန်မှာအစိုးရလှုပ်လှစ်ရှိတဲ့ပုံမှန်အစိုးရဂျပန်အစိုးရတွေကလှုပ်လှစ်လှုပ်ထားရှိတဲ့လူထုထင်မြင်ချက်စစ်တမ်းဆိုတာရှိတယ်အဲ့ဒါနဲ့မတူပါဘူးဒီကုက္ကစဲချောစာရဲ့မိကုန်းတွေအားလုံးကနေထိုင်သူတွေနဲ့မိသားစုတွေရဲ့လက်တွေ့အခြေအနေမှန်ကိုသာမေးမြန်းတာဟာထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်တဲ့ကျွန်တော်ဟုတ်ပြီနံပါတ်1သွားကြည့်မယ် ကုန်တိုင်းနယ်စတိုးဆိုင်တွေဖွင့်ဖို့ကအစအသုံးပြုကြတဲ့အချက်အလက်များ2025ခုနှစ်မှာ ပြုလုပ်မဲ့22ကြိမ်မြောက်ကုက္ကစေချောဆမှာအိမ်ထောင်စုတိုင်းကလူတူချင်းစီရဲ့ကြားမှမွေတက်ကြီးရဲ့အိမ်ထောင်ဦးစီးနဲ့ဆက်ဆက်မှုအလုတ်အကန်အခြေအနေနဲ့လုပ်ငန်းအမျိုးအစားစတဲ့မေကွန်16ခုပါဝင်ပါတယ်ကျွန်တော်ဒီ2025မှာပြုလုပ်မဲ့ဒီချောဆထဲမှာဆိုရင်မေကွန်ပေါင်းကျွန်တော်22ခုပါဝင်တယ်ဆိုတော့ 22ခုပါဝင်ပါတယ်စုဆောင်းရရှိလာတဲ့အဖြေတွေဟာလူအဖွဲ့အစည်းနဲ့နေထိုင်မှုဘဝကိုထောက်ပံ့ပေးတဲ့အရေးကြီးတဲ့အချက်အလက်တွေဖြစ်တယ်လို့တာဝန်ရှိသူကပြောပြပါတယ်တာဝန်ရှိသူဆိုတာကတော့ခုနပြောတဲ့ကျွန်တော်ရှင်းကျူးခုမှရှိတဲ့တာဝန်ထမ်းဆောင်တဲ့တာဝန်ရှိသူကပြောပြတာပေါ့နော်ဥပမာအားဖြင့်လွှတ်တော် ရွေးကောက်ပွဲအတွက်မဲဆန္ဒနေနေမြေခွဲခြားသတ်မှတ်တာမဲဆန္ဒနေမြေခွဲခြားသတ်မှတ်တာအစိုးရကလည်းဒေသဆိုင်ရာအစိုးရအဖွဲ့တွေကို ခွဲဝေပေးတဲ့ဒေသန္တရထောက်ပံ့ကြေးတွေကို တွေ့ချက်တာမှာနောက်တစ်ခုကလေးပြုစုစောင့်ရှောက်ရေးစီမံကိန်းတွေတဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်တွေကိုချမှတ်တဲ့အခြေခံအချက်လက်အဖြစ်အသုံးပြုလေးရှိပါတယ်အသုံးပြုပါတယ်ပေါ့ဗျာသူတို့ကဒီကောက်လာတဲ့စစ်တမ်းတွေကိုဒီနေရာတွေမှာအသုံးပြုပါတယ်ဆိုပြီးတော့ရေးထားတာပေါ့နော်ဒါအပြင်ဒီစီးရင်ကောက်ယူမှုရလက်တွေကိုပညာရှင်တွေရဲ့ ုတေသနလုပ်ငန်းတွေအတွက်ရော convenience store တွေရဲ့ဆိုင်ဖွင့်လင့်မဲ့စီမံကိန်းတွေလိုမျိုး ပုဂ္ဂလိကကဏ္ဍမှာခြေခြေပြန့်ပြန့်အသုံးပြုနေကြပါတယ်ဟုတ်ပြီနော်ဆိုတော့ရလတ်တွေကိုတော့2026ခုနှစ်မေလမှာလာမယ့်နှစ်မေလမှာလူကြီးထုတ်ပြန်ချက်အနေနဲ့ပေါ့နော်လူကြီးအမြန်ထုတ်ပြန်ချက်ကြားမလူကြီးနဲ့အိမ်ထောင်စုအရေးအတွက်ကိုစတင်ထုတ်ပြန်ပြီးအခြားအသေးစိတ်အချက်အလက်တွေကိုနှစ်နှစ်ခန့်ကြာတဲ့အထိ နည်းနည်းခန့်ကြာတဲ့အထိအစင်စင်ထုတ်ပြန်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်တချို့သူတွေကတော့လူဦးရေကိုရေတွက်တာဆိုရင်နေထိုင်သူအခြေအနေမှတ်ပုံနေစင်းရင်ပေါ့နော်ကျွန်တော်တို့ဂျူးမင်းတို့တို့ကူတော့ဟောတာပေါ့နှဲ့ရောမရဘူးလားလို့မေးခွန်းထုတ်နိုင်ပါတယ်တဲ့ဟုတ်ပါတယ်ကျွန်တော်လည်းအတူတူပါပဲကျွန်တော်ဂျီကျွန်တော်တို့အချက်လက်တွေပေါ့နော်ဒီခူရခုရှော့ရှီယခုရှော့မှာအကုန်လုံးရှိတယ်ဗျာ ဒါပေမဲ့ဘာလို့ဒီစစ်တမ်းကိုကောက်တာလဲဆိုပြီးတော့ကျွန်တော်မေးခွန်းထုတ်တယ်ဗျာဆိုတော့တကယ်တော့လိုအပ်ရလာပေါ့နော်သူတို့စီမှာကျွန်တော်တို့လိုချင်တဲ့အချက်လေးအကုန်လုံးရှိတယ်အကုန်လုံးချိနေပါလေနဲ့ဘာလို့ဒီဒီချောစာကြီးကိုသူတို့ကကောက်နေတာလဲပေါ့နော်အလုတ်ရှုပ်ခံပြီးတော့ဟုတ်ပြီနော်ကျွန်တော်လေးမေးခွန်းထုတ်ဘူးလေဆိုတော့တချို့သူတွေကတော့လူကြီးကိုရေတွက်တာဆိုရင်ပေါ့နော်နေထိုင်သူအခြေခံမှတ်ပုံနဲ့စီးရင်ဒါကတော့ဂျူးမင်းတို့တို့ခုပြောတာပေါ့နော်နေ့ကိုမရဘူးလားလို့မေးခွန်းထုတ်နိုင်ပါတယ်ဒါပေမဲ့ ပတ်ပုန်စီရင်တွေဟာဒေတာဆိုင်ရာအစိုးရအဖွဲ့တွေရဲ့ဝန်ဆောင်မှုပေးဖို့အတွက်သာရည်ရွယ်တာဖြစ်တဲ့အတွက်အချက်လက်အကန့်အသတ်တွေရှိပါတယ်ဥပမာလုပ်ငန်းအလိုက်နော်လုပ်ငန်းလက်အလုပ်လုပ်သူတွေအရေးအတွက်ဒါမှမဟုတ် နေခင်းပိုင်းနဲ့ညနေပိုင်းလူရည်ကွာချမှုစတာတွေကိုခုခေတ်ချောစားမှတ်တာစူးစမ်းနိုင်ပါတယ်တဲ့သူတို့ကရေးထားတာပေါ့နော်ဆိုတော့နံပါတ်3ကြည့်ကြည့်မယ် ထမဆုံးအကြိမ်ပထမဆုံးအကြိမ်ပေါ့နော်စီးရင်ကောက်ယူမှုကိုလုပ်ခဲ့တဲ့နှစ်ကတော့1920ခုနှစ်မှာပါတဲ့ဟုတ်ပြီနော်ကျွန်တော်ဒီခုတ်တဲ့ချောစာကောက်တယ်ဆိုတော့အခုမှရုတ်တရက်သူတို့ကောက်တာမဟုတ်ပါဘူးဆိုတဲ့ဟာကိုသူတို့ရေးထားတာပေါ့နော်ဆိုတော့ဟုတ်ပြီပထမဆုံးအကြိမ်1920ခုနှစ်မှာကောက်ခဲ့တယ်ပေါ့နော်ပထမဆုံးအကြိမ်လားသူ့သမိုင်းကိုရှင်းပြပြီပေါ့ဟုတ်ပြီနော်ပထမဆုံးအကြိမ်ခုတ်တဲ့ချောစာကို1920ပြည့်နှစ်အဲ့ဒီခေတ်က ခစ်ကိုနာမည်နဲ့ပြောမယ်ဆိုတိုင်ရှော့ခစ်ပေါ့ဗျာတိုင်ရှော့ခစ်နဝမနှစ်ကုနှစ်မြောက်မှာအော်တိုဘာလာတရဲနေ့မှာစတင်ပြုလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့အခုထိဆယ်လာပိုင်းတရဲနေ့နန်းနဲ့၃ညနာရီမှာရှိတဲ့အချက်လက်တွေကိုပဲအမြဲစုဆောင်းလေးရှိပါတယ်တဲ့ဆယ်လာပိုင်းတရဲနေ့မှာရှိတဲ့အချက်လက်တွေသူတို့စုဆောင်းခဲ့တယ်ပေါ့ဗျာဆိုတော့ပထမအချိန်ကထုတ်ပြန်ခဲ့တဲ့ဂျင်ညာချက်မှာပူလဲမပူနှင်းလဲမကြလူကြီးအများစုဖြစ်တဲ့လေသမားတွေအတွက် အလို့အများဆုံးအချင်းဖြစ်တယ်လို့ဖော်ပြထားတာကိုကြည်ချင်းအားဖြင့်ဒီရက်ကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းကိုကျွန်တော်သိနိုင်ပါတယ်တဲ့ပုံစံကြည့်ရတာတော့ဗျာလွန်ခဲ့တဲ့နှစ်ဒါနှစ်တရာပေါ့နော်ပြီးခဲ့တဲ့နှစ်လွန်ခဲ့တဲ့နှစ်တရာကျော်ကနေမဆက်ပြီးတော့ဒီလူဦးရေစီးရင်ကောက်တာပေါ့သူတို့စားလုပ်ခဲ့တယ်ပေါ့သူတို့စားကောက်တဲ့အချိန်တုန်းကလည်း10လပိုင်းတည့်ရက်နေ့ကိုအသုံးလုပ်ခဲ့တယ်ပေါ့နော်စားကောက်ခဲ့တယ်ဘာဖြစ်လို့10လပိုင်းတည့်ရက်ကောက်ရတာလဲဆိုတော့လူတွေကအဲ့ဒီခေတ်လွန်ခဲ့တဲ့နှစ်တရာကဂျပန်ကလည်းလေယာစိတ်ပြိုးတဲ့နိုင်ငံနိုင်ငံဖြစ်ခဲ့တဲ့အတွက် လေသမားတွေစပားတွေရိတ်သိမ်းပြီးတဲ့အချိန်ပွင့်လင်းရာဒီပေါ့နော်အဲ့ဒီလူမျိုးအချိန်အဲ့လူမျိုးအချိန်မှာသူတို့လူမျိုးစစ်တမ်းကိုကောက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့သူတို့ရေးထားတာပေါ့နော်ဟုတ်ပြီနော်ဆိုတော့ပထမအချိန်မှာမေခွန်၈ခုတာရှိပြီးတော့အဲ့ဒီတုန်းကဂျပန်ရဲ့လူရေကတော့55.69တန်းရှိခဲ့တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဆိုတော့ အခုချိန်မှာလူကြီးကတော့နှစကျော်တိုးလာခဲ့ပြီပေါ့နှစ်တရာမှာနှစကျော်တိုးသွားတယ်เนาะဂျပန်လူကြီးကတိုးလာခဲ့ပါပြီတဲ့2015ခုနှစ်စီးရင်ကောက်ယူမှုမှာပထမဆုံးအကြိမ်စတင်ကြာစင်းခဲ့ကလူကြီးကြာစင်းလာတာပေါ့เนาะနောက်ဆုံး2020ခုနှစ်မှာတော့126.14တန်းရှိခဲ့ပါတယ်တဲ့เนาะဒါလွန်ခဲ့တဲ့နှစ်တရာကနေလက်ရှိအချိန်ဒီလူကြီးကနှစတိုးသွားတယ်ဒါပေမဲ့2015ခုနှစ်စီးရင်ကောက်ယူမှုမှာတော့လူကြီးကြာစင်းသွားပါတယ်တဲ့ 2020ခုနှစ်အစ်တန်းကောက်ယူချက်အရလူကြီးကဂျပန်ပြည်ရဲ့လူကြီးက126တက်တမ14တန်းဆို126တန်းရှိတယ်ပေါ့ဗျာဆိုတော့ဟုတ်ပြီနော်ပထမဆုံးအကျဉ်ပထမအကျဉ်စင်းကောက်ယူမှုရဲ့ပိုစတာမှာဒါသူတို့ကြွေးကြော်တာရှိတာပေါ့နော်ဒါဟာအခွန်ကောက်ဖို့ရာဇဝတ်မှုရှာဖို့ဒါရာဇဝတ်မှုတွေလိတ်ဖို့ပေါ့နော်လောက်တာမဟုတ်ပါဘူးလို့သူတို့ရေးထားတာကိုတွေးရပါတယ်တဲ့ဟုတ်ပြီနော်တာဝန်ရှိသူကဒီကိစ္စတစ်ခု sorry ဒီကိစ္စကအခုရောရှေ့တုန်းကမဟုတ်အခုအခုပါဝင်ပါတော့ဟိုးရှေ့တုန်းကပါပါတော့မပြောင်းလဲဘူးတဲ့ဆိုလိုရင်းကတော့ပြတို့ကအခွန်ကောက်ဖို့လောက်တာမဟုတ်ပါဘူးရာဇဝတ်မှုတွေကိုလိုက်ဖို့အတွက်မဟုတ်ပါဘူးဆိုလိုတဲ့ဟာကိုတို့ကအကြောင်းပြချက်ပေးတာပေါ့ဗျာဟုတ်ပြီနော်ဆိုတော့စင်းအချက်အလက် ဖန်တီးဖို့တာရွေတာဖြစ်တဲ့အတွက်အမှန်အတိုင်းဖြေဆိုပေးပါလို့တောင်းဆိုခဲ့ပါတယ်တဲ့ဒါစစ်တမ်းဆိုတော့လေတို့ကပြောပြပါဗျာဟုတ်ပြီနော်ဆိုတော့စစ်ကြောင်တကြိမ်သာရန်နာခဲ့ရပါတယ်တဲ့ရန်နာခဲ့ရခြင်း စစ်အခြေအနေကိုဆိုးရွားစစ်အခြေအနေဆိုးရွားလာပြီးစစ်ရှုံးခဲ့တဲ့1945ခုနှစ်ရှောဝါခေပေါ့နော်ရှောဝါ20ပေါ့ခုဆိုတော့၄ဝနာနာနဲ့သူတို့ရှောဝါနီဂျူနဲ့ပြောလို့လာဖြစ်တယ်ရှောဝါနှစ်20မြောက်တနှစ်တည်းမှာဒါခုခစဲချောဆောက်ကိုရန်နာခဲ့ပါတယ်တဲ့စစ်ပြီးတဲ့နောက် General MacArthur ရဲ့ညွှန်ကြားချက်အရ1948ခုနှစ်မှာ အရေးပေါ်စည်ရင်ကောက်ယူမှုတကူကိုပြုလုပ်ခဲ့ရပါတယ်တဲ့ဟုတ်ပြီဒါနံပါတ်3ပြီးပါပြီနံပါတ်4နံပါတ်4ကကြတော့ဟုတ်ပြီနော် online မှာဖြည့်ဆို့ဖို့တိုက်တွန်းခြင်းနဲ့တတိထားရမဲ့ကျွန်တော်အတူအောင်စစ်တမ်းပေါ့နော်အတူအောင်စစ်တမ်းတွေလည်းရှိနိုင်တယ်ယခုဒီချိန်မှာစက်တင်ဘာလ20ရက်နေ့ကစပြီးတော့စည်ရင်ကောက်ယူရေးအရာရှိ ချောစအင်းကအင်ထောင်စုတွေကိုစာအိတ်တွေလိမ့်လံဖြန့်ဝေပေးသွားမှာဖြစ်ပြီးတော့ အဖြေပြန်ပေးရမယ်နောက်ဆုံးရက်ကတော့အော်တိုဘာလ10ရက်နေ့ဖြစ်ပါတယ်တဲ့ဒီဒီချိန်ကတော့ကျွန်တော်တို့စက်တင်ဘာလ20ရက်နေ့6လပိုင်း20ရက်နေ့ကနေစပြီးတော့ဒါတွေကိုသူတို့ဖြန့်ဝေပါတယ်တဲ့ဆိုတော့ချောဆိုင်င်းဆိုတာဒါတွေကိုပေါ့နော်ဒီစင်းကောက်တဲ့ဒီဝန်ထမ်းတွေပေါ့စင်းကောက်တဲ့လူတွေကနေဒီစာရေးကိုဖြန့်ဝေပါတယ်တဲ့နောက်ဆုံးထားပြီးတော့တင်ပေးရမှာတော့ဆယ်လပိုင်း10ရက်နေ့ပေါ့နော် အော်တိုဘာ10ရက်နေ့ဖြစ်ပါတယ်ဆိုတော့စင်းကောက်ယူရေးအရာရှိတွေဟာ မျက်နာဓာတ်ပုံပါတဲ့တက်တိခံကပ်ပြတာတော့တက်တိခံကပ်ပြကိုကန်ဆောင်ထားရမှာဖြစ်ပြီးတော့စင်ရင်ကောက်ယူဖို့မလိုအပ်ပဲဘယ်တော့မှပုံကူရဲ့အချက်လက်တွေကိုမေးမြန်းမှာမဟုတ်ပါဘူးလို့တာဝန်ရှိသူတွေကအာမခံထားပါတယ်တဲ့ဆိုလိုတာကဘာလဲဆိုတော့ဗျာစင်ရင်လာကောက်တဲ့သူတွေကအတူအယောင်လေးလည်းရှိကောင်းရှိမယ်လေနော်ဆိုတော့သူတို့ရဲ့ရုပ်ပုံသူတို့ရဲ့ဒီ passport ဒီသူတို့ရဲ့ရုပ်ပုံပါတဲ့ဟာတွေကိုဒီမှာအကက်ပြတွေကိုချိန်ထားမယ်ဒါမဲ့လည်းအတူအယောင်ရှိကောင်းရှိနိုင်တယ်ဆိုတော့ပုတ်ကလီက ပုတ်ကလီကပုတ်ကူရဲ့အချက်လက်တွေပေါ့နော်ဒီခိုချင်းကျော်ဟိုပေါ့အရင်ရေးကြည့်တယ်ဂျပန်မှာခိုချင်းကျော်ဟိုပုတ်ကလီကပုတ်ကူရဲ့အချက်လက်တွေကိုမင်းမျက်မှာမဟုတ်ပါဘူးတဲ့ပြောတာပဲဒါပေမဲ့သူတို့အခုလုံနေတာကတော့ပုတ်ကူရဲ့အချက်လက်တွေပဲဆိုတော့လေဟုတ်ပြီနော်ဆိုတော့ခုဆေးချောစာကိုအတူအရာအယောင်ဆောင်ပြီးတော့ဗောနော်ခုဆေးချောစာကိုအယောင်ဆောင်ပြီး email ဖုန်း email ဖုန်းတွေနဲ့အချက်အလက်တောင်းခံတာမျိုးဒါမှမဟုတ်အတုအယောင် website တွေကိုလမ်းညွှန်တာမျိုးလုပ်နိုင်တဲ့အတုအယောင်စစ်တမ်းတွေကိုတတိထားဖို့လိုအပ်ပါတယ်။စာအိတ်မရတာဒါမှမဟုတ်တန်တရားရှိတာမျိုးဖြစ်လာရင်တကယ်လို့ကိုရီစီကိုပေါ့နော်ကိုရှိကိုစာအိတ်ရောက်မလာတာတော့တခုခုကိုကတော့တန်တရားရှိတယ်ပေါ့စာအိတ်ရောက်လာပြန်ဒါဘာမှန်းလည်းမသိဘူးကိုကဖြစ်ပြီးတော့မရေမပို့ချင်ဘူးဆိုရင်တန်တရားရှိတာမျိုးဖြစ်လာခဲ့တယ်ဆိုရင်တက်ဆိုင်ရာမျိုးရွာရက်ွက်မှာရှိတယ် ခုခစေချောစာတာဝန်ခံဌာနဆိုတာရှိတယ်ခုခစေချောစာပေါ့နော်တာဝန်ခံဌာနကိုဆက်သွယ်မင်းမြန်ဖို့တာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်တဲ့ဟုတ်ပြီနော်ဒါဆိုရင်အခုကျွန်တော်တို့ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာပေါ့နော်အခက်အခဲတချို့ရှိနေတာကျွန်တော်တွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့အိမ်မှာသူလူတွေကျွန်တော်တို့တငယ်ချင်းတွေနဲ့ပေါင်းနေကြတယ်3 4 5ယောက်ပေါင်းပြီးနေကြတယ်ဗျာအဲ့ဒီထက်ကမှစားရတဲအိမ်ပဲရောက်လာတာတော့ဒါဆိုအဆင်မပြေဘူးလေနော်တငယ်ချင်းဆိုတာကျွန်တော်မိသားစုမဟုတ်တဲ့အတွက် ျွန်တော်ဒီဆဲတိုက်လို့ခေါ်တယ်ဒကောင်စင်းမှာကြတော့ဟိုပေါင်းထည့်လို့မရဘူးပေါ့နော်ဆိုတော့အောက်ပြီခုတ်တဲ့ချောစာတာဝန်ခံဌာနကိုဆက်သွယ်မေးမြန်းဖို့တာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်တဲ့မရောက်လာဘူးဆိုရင်ကျွန်တော်လည်းဒီမှာပြန်ပြီးတော့ဆက်သွယ်မေးမြန်းရမှာပေါ့နော်ဒါသူတို့ကတိုက်တွန်းထားတဲ့တိုက်တွန်းချက်ဖြစ်တယ်ဟုတ်ပြီနော်ခင်းတဲ့အညီဖြေဆိုနည်းတွေလည်းပြောင်းလဲလာပါတယ်တဲ့2015ခုနှစ်ကစပြီးတော့နိုင်ငံတော်ဝန်လုံးအင်တာနက်ကနေဖြေဆိုနိုင်ပါပြီ ဖြေဆိုနိုင်ပြီဖြစ်ပါတယ် 9မိနစ်ကနေ10မိနစ်လောက်သာကြာပြီးပုံမလွယ်ကူတဲ့အင်တာနက်ကနေဖြည့်ဆို့ဖို့ကိုပဲတိတ်တွန်းထားပါတယ်တဲ့ဟုတ်ပါတယ်အင်တာနက်ကနေစကန်ပတ်ပြီးဖြည့်လိုက်မယ်ဆိုကျွန်တော်9မိနစ်10မိနစ်လောက်ပဲကြာတယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့စက်ကူနဲ့ဖြည့်တဲ့အခါအမှားယွင်းတွေဖြစ်နိုင်ပြီးတော့အင်တာနက်ကဖြည့်ဆို့ရင်တော့အချက်အလက်ပြည့်စုံမှသာပေးပို့နိုင်အောင်စနစ်ကစစ်ပေးထားလို့ပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီနံပါတ်5 ီအချက်တော့အရန်ကောင်းတယ်ဗျခုနကပေါ့နော်ကျွန်တော်တို့ဒီခင်းတဲ့အညီဖြည့်ဆွနည်းတွေကိုပြောင်းလဲထားတယ်ဆိုတဲ့အချက်2015ခုနှစ်ကနှစ်ကနေပေါ့နော်ဆပြီးတော့ကျွန်တော်တို့ဒီအင်တာနက်ကနေဖြည့်ဆွလို့ရလာတယ်ဆိုတဲ့အချက်ကအရန်ကိုအတားချက်ဖြစ်တယ်ပေါ့နော်နှုတ်လို့ကျွန်တော်ဒီထက်အခုလက်ရှိကျွန်တော်တို့ဒီဗီဒီယိုကြည့်နေတဲ့တငယ်ချင်းတွေကျွန်တော်အရန်ခက်ခဲနေမယ်ဆိုတာကျွန်တော်သိတယ်ဆိုတော့ခက်ခဲနေတဲ့လူတွေရှိတယ်ပေါ့ဗျာကျွန်တော်စီကိုလည်း message တွေအများကြီးဝင်လာတယ်ဘလို့လောက်ကတာလဲဖြင်းဖြင်းနဲ့မှတပုံတွေတင်ပေးထားတယ်ပြုံပုံဖြင်းနည်းတွေတခြားသူတွေလည်းအများကြီးတင်ပေးထားတယ် ဗီဒီယိုတွေလည်းတင်ပေးထားတယ်ဒါပေမဲ့လည်းဖြင်းဖြင်းနဲ့အဆင်မပြေမှုတွေရှိလာတယ် message တွေပို့ကြတယ်ပေါ့နော်ဆိုတော့အဆင်ပြေကြပါစေအားလုံးပဲနော်ဆိုတော့ဆင်ကဒီ internet ကနေဖြစ်လို့ရတာတွေမဲ့တော်တော်ကိုအဆင်ပြေတဲ့အခြေအနေတစ်ခုရောက်လာတယ်ပေါ့တိုးတက်လာတယ်ပဲပြောရမှာပေါ့ဗျာခေတ်ကလည်းပြောင်းလဲလာတဲ့အခါကျတော့ဆိုတော့ internet ကနေဖြေဆိုရင်တော့အချက်လည်းပြည့်စုံမှသာပေးဖို့နိုင်အောင်စနစ်ကနေလုပ်ပေးထားပါတယ်တဲ့သူတို့လုပ်ပေးထားတဲ့စနစ်တွေပေါ့နော်ဟုတ်ပြီအဲ့တော့နံပါတ်5ကြည့်မယ် စည်ရင်ကောက်ယူမှုမအောင်မြင်မှုများတိုးလာခြင်းဟုတ်ပြီနော်ကျွန်တော်နံပါတ်5တွေ့တဲ့အတိုင်းပဲစည်ရင်ကောက်ယူမှုမအောင်မြင်မှုများတိုးလာခြင်းတဲ့သူတို့ခေါင်းစဉ်ကြီးကိုတက်ထားတာပေါ့နော်ကိုက်ဆဲချောဆာဟာစီတီစစ်တမ်းကောက်ယူမှုကဂျပန်မှာနေထိုင်သူအားလုံးနဲ့ပတ်သက်တဲ့တစ်ခုတည်းသောစည်ရင်ကောက်ယူမှုဖြစ်တဲ့အတွက်ရရှိလာတဲ့အချက်လက်တွေဟာ အရေးပါလာပါတယ်ဒါကြောင့်စည်ရင်ဥပဒေအရဖြေဆိုဖို့တာဝန်ရှိပြီးတော့ဥပဒေအရသူတို့သတ်မှတ်ထားတယ်ပေါ့ဗျာ ဖြည့်ဆို့ဖို့တာဝန်ရှိတယ်မဖြစ်မနေဖြည့်ဆို့ပေးရမယ်ပေါ့ဆိုလိုတဲ့အတိတ်ပဲကတော့အဖြည့်ပေးဖို့ညှင်းဆန်ခြင်းဒါမှမဟုတ်သုံးမဟုတ်ပေါ့နော်မမှန်မကန်ဖြည့်ဆို့ခြင်းပြုလုပ်ရင်ဒါတမင်သက်သက်ပေါ့နော်လွဲမစွာဖြည့်ဆို့တာတို့ကိုယ့်ရဲ့အချက်လက်တွေကိုလိန်လည်ပြီးတော့ဖြည့်ဆို့တာတို့ပြုလုပ်ခဲ့မယ်ဆိုရင်ရန်၅သိန်းဒီရန်ကားတိုင်းအောင်ငွေတန်းချမှတ်နိုင်လေလို့ပြဋ္ဌာန်းထားပါတယ်တဲ့ဥပဒေပြဋ္ဌာန်းထားတယ်เนาะဆိုတော့ ဥပဒေကစည်ရင်ဥပဒေရဖြည့်ဆို့ဖို့ပြက်ကွက်တယ်ဒါမှမဟုတ်ဖြည့်ဆို့ဖို့ညှင်းဆန်တယ်ဒါမှမဟုတ် မကန်မမှန်မကန်ဖြည့်ဆို့တာတွေလောက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့တောင်း90အောက်ပေါ့နော်ရန်9သိန်းအောက်ငွေတန်းချမှတ်နိုင်တယ်လို့ပြတ်တန်းထားပါတယ်ဒါပေမဲ့မကြသိမီနှစ်တွေမှာကိုရေးကိုတာလုံခြုံမှုစိုးရိမ်စိတ်မြင်မာလာတာကြောင့်နိုင်ငံခြားသားအိမ်ထောင်စုတွေတိုးလာတာတွေကြောင့်အပြေပြန်မရတဲ့အိမ်ထောင်စုတွေတိုးလာနေပါတယ်တဲ့ရှိတဲ့လူကြီးကတော့ အများကြီးရှိတယ်သူ့ပေမဲ့လည်းအဖြေဒါကိုဖြေပြီးတော့ပြန်လေးပေးပို့တဲ့လူတွေကနည်းလာတယ်ပေါ့နော်ဆိုတော့2000ခုနှစ်မှာဒါလည်းဘာကြောင့်ဒီလိုဖြစ်လာတာလဲဆိုတော့ကျွန်တော်ခိုးခြင်းကြောဟိုလုံခြုံမှုပေါ့နော်ဒီကိုယ့်ရဲ့ privacy လုံခြုံမှုတွေကိုကျွန်တော်တို့စိုးရင်လာတာဖြစ်တဲ့အတွက်ပြီးတော့နိုင်ငံခြားသောက်တွေကလည်းဒီစာပြအကြည့်ဘာလဲဆိုပြီးတော့မသိဘူးမသိရင်ဒီတိုင်းပဲအမိတ်ထဲမှာလွှင့်ပစ်လိုက်တယ်ပေါ့နော်အမိတ်တောင်မှာလွှင့်ပစ်လိုက်တယ်ဆိုတော့ သူတို့ရဲ့စစ်တမ်းတွေကသူတို့စီပြန်ရောက်မလာတော့ဘူးပေါ့ဗျာဆိုတော့အဲ့လိုမျိုးရတယ်များလာတယ်ဆိုတော့2000ခုနှစ်မှာတတသမခုနှစ်ရခိုင်နှုန်းသာ ရှိခဲ့တဲ့အပြင်မရလို့အိန္ဒိယချင်းတွေကိုမင်းမြန်ရတဲ့အိမ်ထောင်စုရခိုင်နှုန်းဟာ2020ခုနှစ်မှာ16တသမ3ရခိုင်နှုန်းအထိတိုးလာခဲ့ပါတယ်တဲ့ဖြည့်ဆို့ပေးတဲ့သူမရှိတဲ့အခါကျတော့ကျွန်တော်2020ခုနှစ်မှာအဲ့လိုမျိုးမဖြည့်ဆို့ခဲ့တဲ့သူပေါ့နော်သူတို့ပေးလိုက်တယ်ပြန်ပြီးတော့ရောက်မလာဘူးအဖြစ်အား ောက်မလာလဲဆိုတော့16တက်သမ300ခိုင်လုံးဆိုတော့တော်တော်များတဲ့ပမာဏပေါ့နော်ဒီလိုအခက်ခဲတွေကိုကြော်လွှားနိုင်ဖို့အတွက်ဒီဒီချိန်မှာတော့ယခုအချိန်မှာပေါ့နော်မိစရာရှိတာတွေကိုဖြေချပေးနိုင်ဖို့ဖုန်းဝင်ဆောင်မှုဌာန call center နဲ့ chat chatbot စနစ်တွေတိုးချက်ထားပါတယ် chatbot သူတို့ဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ကျွန်တော်တို့ဒီ chatbot တွေတိုးတိုးမြင့်ထားတယ်ပေါ့ဗျာ call center ဒီဝင်ဆောင်မှုတွေတိုးမြင့်ထားတယ်ဟုတ်လဲဟုတ်တယ်ဗျကျွန်တော်ဒီစာကျွန်တော်တို့ ကျွန်တော်နေတဲ့နေရာမှာပေါ့နော်လူတွေစုပြီးနေကြတာဖြစ်တဲ့အတွက်ဆိုင်းကတိန်တိန်ကိုတိတ်ပေးရောက်လာတာဆိုတော့မလောက်တော့ကျွန်တော်ဒီ call center ကိုဖုန်းဆက်ကြည့်တော့ပုံမှန်ဆိုရင်ပြအစိုးရယုံတွေကတော်တော်များများတခါတည်းဆိတ်ဝင်တန်းမဝင်ဘူးတော်တော်ကိုစောင့်ခိုင်းထားရတယ်ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ call center ကိုဆက်ကြည့်လိုက်တော့ချက်ချင်းကိုဝင်သွားတယ်ပေါ့နော်သူတို့တော်တော်ကိုဒီစနစ်ကိုကောက်အောင်လုပ်ပေးထားတာတော့ကျွန်တော်အဆင်ပြေတယ်ပေါ့ဒါမှမဟုတ်ဆိုရင်တော့ဒါကတော့ကျွန်တော် ပြအတွေ့အကြုံပေါ့နော်ကျွန်တော်စမ်းကြည့်ထားတဲ့အတွေ့အကြုံဒါအပြင်နိုင်ငံခြားသားတွေအတွက်ဘာသာစကား35မျိုးနဲ့ရှင်းလင်းချက်တွေကိုလည်းပြင်ဆင်ထားပါတယ်တဲ့သူတို့ပြင်ဆင်ထားတယ်ပေါ့ဗျာအင်တာနက်ကနေဖြည့်ဆို့ဖို့အတွက်လဲစာရိတ်ထဲမှာပါတဲ့ QR code နဲ့အလွယ်တကူဝင်ရောက်နိုင်တဲ့စနစ်ကိုမိတ်ဆက်ထားပါတယ်တဲ့ဒါကအရန်ကိုမိုက်တယ်တကယ်မိုက်တယ်ဘာလို့လဲဆိုတော့ဟိုဒီမှာပါတဲ့ဟို ID ပေါ့နော် ID ကိုကျွန်တော်တို့အသေးချာပြန်ပြီးတော့ကွက်နဲ့ကို ရိုက်ထည့်နေစရာမလိုတော့ဘူးပေါ့နော်စကန်ဖက်လိုက်တာနဲ့လည်း QR code ပါတခါလေးကြာလာတဲ့ခါကျတော့အရင်ကို login ဝင်ရတာအဆင်ပြေတယ်ပေါ့ဗျာဆိုတော့အဲ့ဒီစနစ်ကိုပါထည့်သွင်းထားတယ်ပေါ့ဆိုတော့တာဝန်ရှိသူတွေကအရင်ကထက်ဖြေဆိုရတာပုံမလွယ်ကူလာပါပြီလေတိကျတဲ့စီးရင်အင်းတွေကိုဖန်တီးနိုင်ဖို့အတွက်ကျေးဇူးပြုပြီးပူပေါင်းပါဝင်ပေးကြပါလို့လူတို့ကိုတောင်းဆိုခဲ့ပါတယ်တဲ့ဟုတ်ကဲ့ပါ ီအထီးရှုနားဆင်ပေးတဲ့လူအယောက်စီတိုင်းကိုကျွန်တော်အရင်ပဲအထူးကျေးဇူးတင်ရှိပါတယ်ဗျဒီခုတ်စေးစ조사ပေါ့နော်အာဖြေကြတာတွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်တခုခုအဆင်မပြေတာရှိခဲ့တယ်ဆိုရင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment မှာလာရေးပေးလို့ရပါတယ်ကျွန်တော်တက်နိုင်တာရှိရင်ကူညီပေးပါမယ်ဗျဆိုတော့ဒီမှာရေးထားတဲ့အတိုင်းပဲတခုတစုံတရာပေါ့နော်တခုအခက်ခဲရှိတယ်ဆိုရင်ကိုနေထိုင်တဲ့မြို့ရဲ့ခုစေးစ조사 ပေါ့နော်ချောဆန်အင်းတို့တာဝန်ယူထားတယ်ပေါ့နော်တာဝန်ခံတွေစီကိုဖုံးဆက်မေးမြန်းလို့ရတယ်ပေါ့နော်ဒီမှာ call center တွေကိုလည်းတို့ကောင်းကောင်းမွန်မွန်တို့ service ပေးထားတယ်ဆိုပြီးတော့ကျွန်တော်ရေးထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုတကယ်အဆင်ပြေကြပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်ဗျအဆုံးထိကြည့်ရှုပေးတဲ့လူအရောက်စီတန်းကိုကျေးဇူးများတင်ရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံချင်ပါသေးတယ်